င်္ဂလာပါဒီနေ့မှာတော့ညီမကဒီလိုမျိုး Sony ZV-1 Max 2ရယ်ဒီလိုမျိုး Sony ZV-1 လေးရယ်ဒီလိုမျိုး Sony ZV-1 F စတဲ့ Compact Camera လေးတွေကို ပြပေးသွားမှာဖြစ်ပါတယ် အခုပြပြပေးမယ် Sony ZV-1F လေးကတော့ budget friendly ဖြစ်တဲ့ vlogging camera အမျိုးအစားလေးဖြစ်ပါတယ်ရှင်။သူမှအသုံးပြုပေးထားတဲ့ lens လေးကတော့ 20mm fixed lens လေးဖြစ်လို့ selfie vlog ရဲ့ channel တွေအတွက်အရန်ကိုအဆင်ပြေစေတဲ့ lens လေးဖြစ်ပါတယ်ရှင်။ပေါ့ပေါ့ပပနဲ့တရလွယ်မယ်။ test screen နဲ့ရပြီးတော့ shooter တိုင်းမှာလည်းအလွယ်တကူရိုက်နိုင်ဖို့360 degree flip screen လေးပါတယ်။ဒါအပြင်အဖြူအောင်လေးကအရန် share color လေးမျိုးအဖြူကြိုက်တဲ့တွေကတော့လက်မလို့သင့်ပါဘူးနော်။နောက်တစ်ခု Sony ZV-1 လေးကတော့ vlogger ရော content ခရီးသားတွေအတွက်ပါရုပ်ထွက်ကောင်းကောင်းနဲ့ဖမ်းယူလို့ရမယ့်အမျိုးအစားလေးဖြစ်ပါတယ်ရှင် First autofocus ပါပြီးသူ့ lens လေးက 24mm ကနေပြီးတော့ 70mm အထိ zoom in zoom out လုပ်လို့ရပါသေးတယ်သူလည်း360 degree flip screen လေးရှိလို့ကိုယ်ရိုင်းချင်တဲ့ shooter နဲ့ကိုအလွယ်တကူရိုက်နိုင်ပါတယ်ရှင် နောက်ဆုံးတစ်ခု Sony ZV-1 မတူးလေးကထွက်ထားတာသိမကြသေးတဲ့ model လေးတစ်ခုဖြစ်ပြီးတော့ auto focus လည်းအရင်မြန်တဲ့အမျိုးအစားလေးဖြစ်ပါတယ်။သူကတော့80 to 50 mm lens လေးကိုသုံးထားတဲ့အတွက်ကြောင့်80 mm ကနေပြီးတော့50 mm အထိ zoom ဆွဲလို့ရတဲ့အပြင် aperture အနေနဲ့ f1.8 ရှိတာမလို့ low light performance နေကောင်းပါမယ်။ သူလည်းကွန်မက်ဆိုင်လီမို့နေရာတိုင်းကိုအလွယ်တကူတည်သွားနိုင်ပြီးအမှတ်တရတွေကိုဖန်တီးလို့ရမယ်။ Touch screen လည်းရလို့အခုမှစသုံးမဲ့သူတွေအကြား beginner friendly ဖြစ်တဲ့ကင်မရာလေးဖြစ်ပါရဲ့ရှင်။ကဲဒါဆိုရင်တော့အခုပြပြသွားတဲ့ကင်မရာလေးရဲ့စီနှုန်းလေးကတော့ပထမဆုံး Sony ZV-1F Apeon လေးက15သိန်း9000ကျပ် Sony ZV-1 Mark II လေးကတော့24သိန်းနဲ့9000ကျပ် Sony ZV-1 လေးကတော့18သိန်းနဲ့9000ကျပ် ဆက်ရကင်မရာလေးကိုစစ်ကင်မရာ house switch messenger မှာအသေးစိတ်လေးစုံစမ်းမြင်ရလို့ရပါပြီရှင်ဗီဒီယိုလေးကိုစုံနေချင်ပေကြတဲ့ကျေးဇူးများတင်ပါတယ်အားလုံးပဲပါမယ်မှာနောက်ဗီဒီယိုလေးမှပြန်ကြည့်ကြမယ်နော်